မြန်မာနိုင်ငံအလဲပိုင်းမှာမတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဘေးကယ်ဆယ်ရေးလုပ်မဲ့ဘဲအဖွဲ့မစိုးတီးကြလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘဲကြိုတွင် ခွင့်ပြုချက်တောင်းခံမှာဖြစ်ကစစ်ကောင်စီနဲ့ပူတွဲဆောင်ရွက်မှသာခွင့်ပြုမယ်လို့အကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုလိုက်ပါတယ် တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်းသက်ဆိုင်ရာနယ်မြေတွေကိုရောက်ရှိလာတဲ့ကုညီကယ်ဆေးအဖွဲ့တွေ NGO အဖွဲ့အစည်းတွေကိုမိမိတို့ကုညီကယ်ဆေးအဖွဲ့တွေနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားဖို့လိုအပ်တယ်လို့လည်းအကျန်းဖက်စိုးဝင်းကပြောပါရယ်တဖက်မှာလည်းအကျန်းဖက်စစ်ကောင်စီကငလင်တန်တဲ့ပြည်သူတွေစီကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပိတ်ပင်ကတ်တန်နေပြီးအထူးသဖြင့်ဆရာနာသိမ့်မှုကိုစန့်ကျင်တဲ့ပြည်သူတွေစီကိုအကူအညီတွေမရောက်ရှိစေဖို့တားဆီးတာတိုက်ခိုက်တာတွေကိုလုပ်နေရလို့လည်းကုလသမဂ္ဂလူ့ခွင့်ရေးဆိုင်ရာယုံကထုတ်ပြန်ထားပါရယ် ဒါ့အပြင်သခိုင်းနဲ့ပဲခူးတိုင်းအတွင်းကငလင်ဘေးတင်ပြည်သူတွေမှာလည်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရသလိုဒေတာပရိုက်တာနဲ့အလူရှင်တွေကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့သခိုင်းမြို့ပေါ်မှာသာအကူအညီတွေပေးနေရပြီးသခိုင်းမြို့ပြင်ပတော်လင်းတက်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုသွားရောက်လှူဒန်းဖို့အတွက်စစ်တပ်ရဲ့တားဆီးမှုတွေကိုခံနေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေစီကနေသိရပါတယ်ရှင် စကိုင်းမျိုးကိုကြော်ပြီးငလင်ဘေးကူညီကဲစရစ်သွားမယ်အဖွဲ့ရင်းနဲ့ရင်တန်းတွေကိုအကြံဖက်စကောက်စီတက်နဲ့ပြူစော့ထီတွေကတားဆီးနေပြီးတော့သူတို့ခွင့်ပြုချက်မရှိပဲဒေါ်လာရေးအဖွဲ့တွေစိုးမိုးတဲ့ဒေတာတွေကိုတွားရောက်ကူညီခွင့်မရှိဘူးဆိုပြီးပြောဆိုပိတ်ပင်လာတယ်လို့တားဆီးခံရတဲ့ကူညီအဖွဲ့တချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့ဧပြီလ6ရက်နေ့ဖြစ်တဲ့မနေ့ကနေငလင်နန်တင်ထားတဲ့စကိုင်းတိုင်းမင်းကွန်းဒေတာအတွက်တွားရောက်ကူညီမဲ့အဖွဲ့တွေကိုစကိုင်းမျိုးအထွတ်မှာအကြံဖက်စကောက်စီတက်နဲ့ပြူစော့ထီအဖွဲ့တွေကတားဆီးပိတ်ပင်နေတာဖြစ်တယ်လို့ မင်းကုန်းဒေတာမှာရှိတဲ့သူတို့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ထားမှုမရှိတဲ့အတွက်ဆိုပြီးတွားခွင့်မပေးဘူးလို့ဆိုပါတယ်တကယ်လို့လူချင်းရင်စကိုင်းမျိုးပေါ်ကသူတို့စစ်ကောင်စီတပ်ဖွဲ့တွေစီမှာတွားလူလို့ပြောပြီးမလူချင်းရင်ပြန်ကြဆိုပြီးတော့မောင်းထုတ်လိုက်တဲ့အပြင်သူတို့ခွင့်ပြုချက်မရှိဘဲဘယ်သူမှတွားခွင့်မရှိဘူးဆိုပြီးပိတ်ပင်ထားတယ်လို့တာစီခံခဲ့ရတဲ့ကုညီကစေးအဖွဲ့ရဲ့တာဝန်ရှိသူကိုတိုင်ကရန်ကုန်ခေတ်တကိုပြောထားပါတယ်လက်ရှိစကိုင်းမျိုးပေါ်မှာလည်း အဂျပန်စကောက်စီတက်တဲ့ပြူစောတီတွေကတနတ်တကားကနဲ့ပရာဟိတကူညီရေးအဖွဲ့တွေကိုစစ်ဆေးတာတွေလုပ်နေတဲ့အပြင်ဘာလာတဲ့ကူညီရေးပစ္စည်းတွေကိုပါဟိုလှန်ဒီလှန်နဲ့စစ်ဆေးတာတွေလုပ်နေသလိုသူတို့စကောက်စီရဲ့ခွင့်ပြုချက်ရထားတဲ့ထောက်ခံချက်ပြလို့ပြောပြီးမပြနိုင်ရင်တွားခွင့်မရှိဘူးဆိုပြီးတော့ပါတာစီပိတ်ပင်နေတယ်လို့လဲစကိုင်းတောင်ယိုကဘုံကြီးเจ้าတွေနဲ့တိလရှင်เจ้าတွေကိုတွားရောက်လှူဒန်းမဲ့ကူညီရေးအဖွဲ့တခုကသူတို့ကိုယ်တိုင်တာစီခံရတဲ့အကြောင်းကိုပြောထားပါသေးတယ်အဲ့ဒီလိုအဂျပန်စကောက်စီတက်တဲ့ပြူစောတီတွေက စကိုင်းမြို့ကိုကြော်ပြီးငလင်ဘိတ်ကူညီသွားမယ်အဖွဲ့တွေနဲ့ရင်တန်းတွေကိုသူတို့ခွင့်ပြုချက်မရှိဘဲတွားရောက်ကူညီခွင့်မရှိဘူးဆိုပြီးတနတ်တကန်းကနဲ့တာစီပိတ်ပင်နေတဲ့အတွက်အဝေးကလာတဲ့ကူညီပရာဟိတအဖွဲ့တွေလည်းလှည့်ပြန်တွားရတယ်လို့အဲ့ဒီဖြစ်စဉ်တွေကိုအသေးစိတ်တွေ့ရှိထားတဲ့ဒေသခံပြည်သူတွေရောတာစီခံရတဲ့ကူညီအဖွဲ့တချို့ကပါအတိအကျပြောထားကြပါတယ်ခင်ဗျာ နိုင်ငံတော်မှာသူတို့အနေနဲ့အပြစ်ရထားပြီမယ်။ GIA, TNLA, KNPP, KNU နဲ့ PDF တက်တွေကသူတို့စစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက်နေပါတယ်ဆိုပြီးစစ်ကောင်စီပြောခွင့်ရအကျန်းဖက်ဇော်မင်းထွန်းကပြောတော့ပြန်ပါလေ။အဲ့ဒီလိုအကျန်းဖက်ဇော်မင်းထွန်းကပြောဆိုနေပြီမယ်။တစ်ဖက်မှာတော့သူတို့စစ်တပ်ကသာပြည်သူတွေငလင်းတန်းခံစားနေရတဲ့အချိန်မှာတော့တစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလုပ်နေတဲ့အကြောင်းကိုသူတို့စစ်တပ်ကိုတိုင်မြန်မာနိုင်ငံကိုဖိတ်ခေါ်ထားတဲ့အေဂျင်စီရသတင်းဌာနကသတင်းတောက်ကပဲမြေပြင်အခြေအနေကိုတင်ဆက်သွားတဲ့အတွက် အိန္ဒိချင်းထိုင်းနိုင်ငံအပအဝင်ကမ္ဘာတည်မီဒီယာတွေမှာပါမြန်မာစစ်တပ်ကငလင်ဒန်သိနေတဲ့အချိန်မှာတော့တစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုပြီးအသီးသီးဖော်ပြခဲ့ကြပါတယ်တစ်ဖက်မှာလည်းငလင်တန်းတဲ့ပြည်သူတွေအတွက်ကူညီဖို့ရောက်လာတဲ့တရုတ်နိုင်ငံကကူညီကယ်ဆယ်ရေးကားတွေကိုပါသူတို့စစ်တပ်ကပဲနောင်ချုံမြို့နယ်တဲမှာတနက်နဲ့ပြစ်ခတ်ခဲ့တဲ့အကြောင်းကိုအဲဒီစစ်ကောင်စီပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကိုနိုင်မဲဧပြီလ2ရက်နေ့ကနေဝန်ခံပြောဆိုခဲ့ပါသေးတယ်။တစ်ဖက်မှာတော့ UNGPD တပ်တွေနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်တွေအသီးသီးဟာ ငလင်တန်တဲ့ပြည်သူတွေကိုကူညီကဲဆဲရဲတွေလှုပ်လို့ရအောင်ဆိုပြီးယာယီအပြစ်ရက်ပေးထားပြီမဲ့စစ်ကောင်စီဟာသူတို့ကိုယ်တိုင်နိုင်ငံတကာကိုလူကြားကောက်အောင်အပြစ်ရက်ထားတယ်ပြောပြီးတစ်ဖက်မှာငလင်တန်တဲ့နေတဲ့ဇဂိုင်းနဲ့မန္တလေးတိုင်းကမြို့နယ်တွေကိုပါမချမ်းတိုင်းရင်းသားနေတွေမှာပါနေစဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အကြောင်းကို GIA ရဲ့ဒုတိယဗိုလ်ချုပ်ကွန်မွန်ကိုတိုင်ကအသိပေးထားတဲ့အပြင်အရခတက်တော် AA ကလည်းစစ်ကောင်စီက သူတို့ပြောတဲ့အပြစ်ရက်ကိုသူတို့ကိုယ်တိုင်ပဲနေ့စဉ်ချိုးဖောက်နေတယ်လို့တရားဝင်ထုတ်ပြန်ထားပါသေးတယ်။အဲ့လိုတွေနိုင်ငံတကာသတင်းမီဒီယာတွေမှာရောယာယီအပြစ်ရက်ပေးထားတဲ့တဆိုင်ရာတော်လန်ကြီးတက်အတီးတီးကပါစစ်ကောင်စီရဲ့အပြစ်ရက်ချိုးဖောက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အကြောင်းတွေကိုဒေသခံပြည်သူတွေကပါခြေရွာမြို့နယ်နမယ်တွေနဲ့တကွဖြစ်စဉ်တွေကိုအသေးစိတ်ပြောပြထားပြီးမြက်စစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်ဇော်မင်းထွန်းကတော့ သူတို့စစ်တပ်ကိုတိုင်းရင်းသားတပ်တွေနဲ့ PDF တပ်တွေကသာဝိုင်းဝန်းတိုက်ခိုက်နေပါတယ်ဆိုပြီးပြောသွားပြန်တာပဲဖြစ်ပါတယ်ခင်ဗျာစကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့စကိုင်းငလင်ကို မန္တလေးငလင်ကြီးလို့ခေါ်ဝေါ်ဖို့စစ်ကောင်စီကအမည်သတ်မှတ်လိုက်ကြောင်းအကြမ်းဖက်စစ်ကောင်စီရဲ့ပြောခွင့်ရပုတ်ကိုဇော်မင်းထွန်းကထုတ်ပြန်ပြောဆိုလာပါတယ်စစ်ကောင်စီကမန္တလေးငလင်ကြီးလို့အမည်ပေးထားပေမဲ့လည်းလက်တွေ့မှာငလင်ဟာစကိုင်းမြို့အနီးကိုအ धिक ဗဟိုပြုကလှုပ်ခတ်သွားခဲ့တာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်12:50မိနစ်အချိန်ကစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမြေအောက်10ကီလိုမီတာကိုဗဟိုပြုက ပြင်ရခွန်တသမခွန်အဆင့်ရှိလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီငလင်ကြောင့်ဇကိုင်းမန္တလေးနေပြည်တော်အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာလူသေးဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုများစွာကိုကြုံတွေ့ရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီကအဲ့ဒီငလင်ကိုမန္တလေးငလင်ကြီးလို့ခေါ်ဝေါ်တုံးဆွဲဖို့တတ်မှတ်တာဖြစ်ကြောင်းထုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။သတင်းမီဒီယာတွေအနေနဲ့လည်းစစ်ကောင်စီကတတ်မှတ်ထားတဲ့အတိုင်း မန္တလေးငလင်ကြီးတို့သာသုံးဆွဲဖို့ကိုလည်းဇော်မင်းထွန်းကဖီအားပေးချင်းချောက်ထားပါဗျ။ပြည်တွင်းနဲ့ပြည်ပငလင်ကျွမ်းကျင်ပညာရှင်တွေကမန္တလေး၁၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ဟာသခိုင်းပြည့်ရွေကြောင့်အဓိကလှုပ်ခတ်ခဲ့တာဖြစ်ပြီးသခိုင်းမြို့အနီးကိုဗဟိုပြုကလှုပ်ခတ်ခဲ့ကြောင်းသတင်းတွေထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။သခိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြီးကြောင့်လက်ရှိချိန်ထိလူအနည်းဆုံး၃၅၀၀ကျော်ဟာသေဆုံးခဲ့ရပြီး ထောင်နဲ့ချီကဒဏ်ရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းကအင်းတော်မြို့ကို GI ဥဆောင်တဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကအပိတ်သက်သိမ့်ပိုက်လိုက်ပြီးမြို့နယ်တစ်ခုလုံးကိုပါထိမ့်ချုပ်ထားလိုက်ပြီလို့ KI Incident သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်သက်သိမ့်ပိုက်ဖို့ကြံနေတဲ့စကိုင်းတိုင်းကအင်းတော်မြို့ကို ဂျန်ဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်တွေကအပိဒတ်သိမ့်ပတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအင်ဒိုမျိုးကိုတော်လိုင်းပူပေါင်းတက်တွေကပြီးခဲ့တဲ့အောက်လကဒက်ကထိုးဖောက်ဝင်ရောက်ပြီးမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတော်တော်များများကိုသိမ့်ပိုက်ထားပြီးဖြစ်တယ်လို့အဲ့ဒီမြို့မှာရှိတဲ့လက်ကျန်စစ်ကောင်စီတပ်တွေကဂျပန်လှိုင်းကူတဲမှာပွားပြီးတော့တမခွန်ခွန်ဌာနချုပ်အနေနဲ့ခံစစ်လုပ်နေပြန်တဲ့အတွက်အခုကမှတော့အဲ့ဒီနောက်ဆုံးကျန်နေတဲ့ဂျပန်လှိုင်းကူတဲကစစ်ကောင်စီတပ်စခန်းကိုပါ GI ဥဆောင်တဲ့တော်လိုင်းပူပေါင်းတက်တွေကအပိဒတ်သိမ့်ပိုက်လိုက်ပြီးဖြစ်တဲ့အတွက် အင်းတော်မျိုးကိုအလုံးစုံတင်ပိုက်ရရှိသွားပြီဖြစ်တယ်လို့ GI အရှေ့တဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။လက်ရှိမှာတော့စကိုင်းတိုင်းကအင်းတော်မျိုးနဲ့တကူလုံးမှာစစ်ကောင်းစီကင်းစင်သွားပြီဖြစ်တယ်လို့လည်းပြောထားပြီးလက်နက်ရရှိမှုအခြေအနေအသေးစိတ်တွေကိုတော့စပီးထုတ်ပြန်ပါလိမ့်မယ်လို့လည်း GI အရှေ့တဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။ ရန်ကုန်မြို့မှာအကြံဖတ်မင်းအွန်လိုင်းမိသားစုရဲ့အလှူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲပြုတ်လုခိုင်းခဲ့ပြီးရှင်လောင်းတအူကိုငွေကြက်သသိန်းပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပေမဲ့လက်တွေ့မှာတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိဘတွေကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုလာပါတယ်ဒါကတော့မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာပဲ ဧပြီလနေ့ရက်နေ့ကနေရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်မှုနဲ့အကြမ်းဖက်မင်းအောင်လိုင်းမိသားစုအလူအပြည့်ရှင်လောင်း9500ရှင်ပြုတ်ဘွဲကိုရန်ကုန်မြို့မှာလှည့်လည်ဘွဲပြုတ်လုခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအတွက်ရန်ကုန်တိုင်းမှာရှိတဲ့အခြေခံပညာထက်တန်းကျောင်းတွေကကျောင်းသားတွေကိုမဲနိုင်စနစ်နဲ့ရှင်လောင်းဖြစ်ရွေးချယ်ပြီးသင်ငန်းစီးပေးရမှာ။စစ်ကောင်စီကရှင်လောင်းတအုပ်အတွက်ကုန်ကြစရိတ်အပြင်ငွေကျပ်သသိန်းစီပါထပ်ပြီးပေးမယ်ဆိုပြီးတော့ပါဂတိပြုတ်ခဲ့တယ်လို့ရှင်လောင်းမိဘတွေကပြောပါတယ်။ ဒါပေမဲ့တကယ်လက်တွေမှာတော့ရှင်လောင်းတွေအနေနဲ့ကိုယ်စိမ့်နဲ့ကိုယ်တင်ငန်းစီးလိုက်ရတဲ့အပြင်စေကောင်စီကပေးမယ်လို့ဂတိပေးထားတဲ့ငွေကျပ်တသိန်းလဲတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိပါတူကိုယ်တိုင်ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုလာပါတယ်အဲ့ဒီလိုရန်ကုန်မြို့မှာမင်းအောင်လိုင်းမိသားစုအလူအဖြစ်ပြုလုပ်သွားတဲ့ရှင်ပြူပွဲလုတ်တဲ့အချိန်ကတဖက်မှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေပြီးတိုက်ပြိုတိုက်ပြက်တွေကြားမှာပိတ်မိနေတဲ့ပြည်သူတွေဟာတေရေးရှင်ရဲ့အရေးကြီးနေတဲ့အချိန်ဖြစ်ပေမဲ့အကြမ်းဖက်မင်းအောင်လိုင်းကတော့ သူတို့မိသားစုအလှရှင်ပြုပွဲကိုဆက်ပြီးလှုပ်သွားတဲ့အတွက်ပြည်သူတွေကဝေဖန်မှုတွေမြင့်တက်ခဲ့တယ်လို့အခုတော့အဲ့ဒီရှင်ပြုပွဲမှာရှင်လောင်းတွေကိုတယောက်တစ်သိန်းပေးမယ်ပြောပြီးစုဆောင်းခဲ့တဲ့အကြောင်းပါထွက်ပေါ်လာတဲ့အပြင်လက်တွေမှာလည်းရှင်လောင်းတွေဟာတပြားတစ်ချက်မှမရဘူးဆိုပြီးတော့ပါရှင်လောင်းမိဘတွေကိုယ်တိုင်ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုလာကြတာပဲဖြစ်ပါတယ်ခင်ဗျာ စကိုင်းငလင်းတင့်မန္တလေးပြည်သူတွေအတွက်လှူဒန်းထားတဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတွေကိုအချမ်းပတ်စကောင်းစီလက်အောက်ခံရက်ွက်အုပ်ချုပ်ရေးအဖွဲ့တွေကမတရားသိမ်းယူပြီးသူတို့ရဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုပြန်လည်မျှဝေပေးမှုတွေဖြစ်ပွားနေတယ်လို့ငလင်းတင့်ပြည်သူတွေကရေကုန်ခက်တွေကိုပြောပါတယ်လက်ရှိမှာနေမန္တလေးမြို့ပေါ်ကချမ်းမတားစီမြို့နယ်မြို့တစ်အမှတ်၄ရက်ွက်မှာဆိုရင်စကောင်းစီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေနဲ့သူတို့ရဲ့ဆွေမျိုးတွေကအလူရှင်တွေလာရောက်လှူဒန်းတဲ့ပစ္စည်းတွေကိုစေကောင်းစီကကြေညာထားပြီးသားလို့ပြောပြီး သူတို့တွေကပဲတင်းစည်းဓာတ်တွေလှုပ်လာနေတယ်ဆိုပါတယ်အဲ့ဒီနောက်စကောင်စီကအုတ်ချုပ်ရင်းမှုတွေကအလူရှင်တွေလာရောက်လူတန်းတားတဲ့ပစ္စည်းတွေကိုစံအိတ်တွေဆိုရင်သူ့ရဲ့ရုံကန်တက်မှာပဲတောက်ခတ်ထားပြီးကျန်တဲ့ပစ္စည်းတွေကိုလည်းပညာရေးဝန်တန်းတွေနဲ့အတူသူတို့တွေပဲခွဲယူကြသလိုအဲ့ဒီတဲကအနေငယ်လောက်ကိုသာတခြားသူတွေကိုဟန်ပြအနေနဲ့ပေးပြီးတော့ ်ကြံတဲ့ပစ္စည်းတွေကိုသူတို့အုတ်ကြီးအဖွဲတွေနဲ့ဆွေမျိုးအတိုင်းဝိုင်းတွေကိုသာအထုတ်ကြီးအထုတ်ငင်းနဲ့အိုးဝီတွေပေါ်တင်ပြီးခွဲယူနေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အလားတူတစ်ဖက်ကမန္တလေးမြို့စိန်ဘန်းရက်ကွက်မှာလည်းငလင်တန်းကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူအယောက်900ကျော်လောက်ရှိနေပြီမဲ့စစ်ကောင်စီခန့်ရက်ကွက်အုပ်ချုပ်ရေးအဖွဲတွေကလူရဲ180ဝင်းကျင်လောက်ရဲ့စည်ရင်းတွေသာကောက်ယူပြီးတော့သူတို့တင်းစီထားသမျှအလှူရှင်တွေရဲ့ပစ္စည်းတွေကိုကျန်တဲ့သူတို့ဆွေမျိုးအတိုင်းဝိုင်းတွေကိုသာခွဲဝေပေးတာတွေလုပ်နေတဲ့အတွက် သူများလာလှူတဲ့ပစ္စည်းကိုတော့တင်းယူနေတဲ့အထိစစ်ကောင်စီခန့်အုပ်ချုပ်ရင်းမှုတွေကဘာလို့များအဲ့ဒီလောက်အထိစိတ်ဓာတ်အောက်တန်းကျရတာလဲမသိဘူးဆိုပြီးတော့ပါဒေသခံပြည်သူတွေကတုံ့တက်ပြောဆိုထားကြပါလေလက်ရှိမှာအကြံဖက်စစ်ကောင်စီကတော့စကိုင်းငလင်းဘေးကြီးတင့်ထားတဲ့မန္တလေးနဲ့စကိုင်းမြို့တွေအပအဝင်ငလင်းဘေးတင့်ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေလှုပ်ဆောင်နိုင်မှုမရှိဘူးလို့လဲငလင်းဘေးတင့်ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောထားကြပါလေခင်ဗျာ ချင်းပြည်နယ်ဖလန်းမြို့ကလက်ကျန်268တရင်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလိုက်လံရှင်းလင်းနေတယ်လို့စေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရယ်ဧပြီလ9ရက်နေ့မနက်ပိုင်းကဖလန်းမြို့ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တက်စကန်ဖြစ်တဲ့ခလာရ268တရင်ကိုချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာ စစ်ကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်လိုက်လံရှင်းလင်းနေရာမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေစေဖြစ်တယ်လို့လည်းသိရပါဗျာ။လက်တလုံးမှာတိုက်ပွဲတွေကမပြေးသေးပေမဲ့လည်းအခြေအနေတွေကိုချင်းညီနောင်အဖွဲ့ CB ကထုတ်ပြန်သွားဖို့ရှိနေတယ်လို့ချင်းညီနောင်အဖွဲ့ CB ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျာ။လက်ရှိမှာတော့စစ်ကောင်စီရဲ့လက်ကျန်တရင်တွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဟာလေကြောင်းနဲ့တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်းသိရပါဗျာ။အဲ့ဒီဖလန်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အစပိုင်းမှာတော့ဖလန်းမြို့မှာရဲစခန်းထွေအုံရုံးနယ်မြို့ရင်းကစစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့လည်းခလရ268တရင်ကို အပြည့်အသက်သိမ်းပိုက်နိုင်ခြင်းမရှိပဲပိတ်ဆို့တိုက်ခိုက်ခဲ့ရကနေ၄လကျော်အကြာမှာအခုလိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် အမတ်တစစ်ဒေတာရဲ့အစီအစဉ်နဲ့အင်းတော်မြို့သိန်းတိုက်ပွဲကို၈လကြာကြာဆင်နွှဲခဲ့ပြီးတဲ့နောက်မှာဧပြီလ9ရက်ညပိုင်းမှာအပြစ်သက်သိမ်းပိုက်ရရှိခဲ့ပြီးအဲ့ဒီမြို့သိန်းတိုက်ပွဲအတွင်းမှာတော်လန်တပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမခံနိုင်တဲ့အတွက်တပ်မ89တပ်မမူဥဆောင်တဲ့အဖွဲ့ဟာထွက်ပြေးသွားတယ်လို့အမျိုးသားညညရေးဆိုရကာကွယ်ဝင်းထနာကသတင်းထုတ်ပြန်ထားပါတယ်။အင်းတော်မြို့သိန်းစစ်စင်ရေးဟာ ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေအနေနဲ့လည်းစစ်ကိုမရတာမြေပြင်ကလည်းလက်လက်ရိုက်ခါထောက်ပို့ဆောင်ရွက်နိုင်မှုမရှိတာထိခိုက်သေဆုံးမှုများပြားတာအပါအဝင် တော်လိုင်းတဖွဲ့တွေရဲ့ဖိအားကိုရေရှည်မတောင့်ခိုင်နိုင်တော့ပဲနောက်ဆုံးအခြေပြုဟာဂျပန်လှိုင်ကူကတတ်မှမူဥဆောင်တဲ့အဖွဲ့ဟာစကန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့လည်းအန်ယူဂျီကသတင်းထုတ်ပြန်ထားပါတယ်။အဲဒီတော်လိုင်းအဖွဲ့တွေသိမ့်ပိုက်လိုက်တဲ့အင်းတော်မျိုးဟာစစ်ကောင်စီရဲ့တတ်မှ89ရှေ့လက်ထဏချုပ်အခြေပြုရာမျိုးဖြစ်ပြီးတမမူကိုယ်တိုင်ကိုကဲတယ်လို့လည်းသိရှိရပါဗျ။အင်းတော်မျိုးသိန်းစစ်စီကိုအမျိုးသားညညရေးဆိုရ ကာကွယ်ဝင်ကြီးဌာနအမှတ်၁စစ်တေသကုတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF ပြတရင်တပ်ဖွဲ့တွေကျောင်းသားတပ်မတော် ABSDF နဲ့ KIA တပ်မကိုအထူးစစ်ကြောင်းတို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝင်ကြီးဌာနကအသိပေးထားပါတယ်ရှင်ပကိုးတိုင်းတောင်ကူမြို့ကတမိုင်းဝင်းနန်းတော်ဦးလောကမာရဇိန်ဇီတော်ပေါ်ကို အကျန်းဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းကဖက်နက်စီးပြီးတက်ရောက်ခဲ့မှုကိုသူတို့စစ်တပ်ကစစ်ရုံးပြန်ကြားရေး website မှာမှတ်ချက်နဲ့တကွဖော်ပြခဲ့တဲ့အတွက်ပြည်သူတွေတိကွင်းရက်ခဲ့ပါတယ်ဖြစ်စဉ်ကတော့အကျန်းဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းဟာငလင်တန်းတင့်ထားတဲ့တောင်ကူမြို့ကတမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်ဇေယျတော်ကိုတွားရောက်ဆစ်ဆီးတဲ့အချိန်ဖျားဘော်ကိုဖက်နက်စီးပြီးတက်ရောက်ခဲ့တယ်လို့သူတို့စစ်တပ်ရဲ့ပြန်ကြားရေး website မှာကိုမှတ်ချက်ပုံစံနဲ့တကွဖော်ပြထားတာပါအဲ့ဒီမှတ်ချက်တည်းမှာဆိုရင်ဖျားပျက်စီးပုံတွေကိုဦးစားပေးအသုံးပြုဖို့နဲ့ ဖျားပေါ်မှာဖနှက်စီးထားတဲ့အတွက်ဓာတ်ပုံအသုံးပြုရင်တတိထားပါဆိုပြီးတော့ကိုစစ်တပ်ရဲ့ပြန်ကြားရေး website မှာထည့်သွင်းဖော်ပြခဲ့တဲ့အတွက်အကျန်းဖတ်စိုးဝင်းဟာဖျားပေါ်ကတော့ဖနှက်စီးတက်ခဲ့တယ်ဆိုတာကိုပြည်သူတွေပါအကုန်လုံးသိကွင်းရတော့ပါလေဒီကိစ္စနဲ့ပတ်သက်ပြီး writer အဖွဲ့ဝင်တဦးကတော့သူတို့အနေနဲ့ဖျားပေါ်ကအပြည့်စီးတွေကိုရှင်းလင်းထားတာဖြစ်တဲ့အတွက်ဖျားပေါ်ကအခုလိုဖနှက်စီးပြီးတက်ရလောက်တဲ့အတိမလိုတဲ့အပြင်အကယ်လို့ဖျားပေါ်မှာအပြည့်စီးတွေရှိနေရင်တော့အခုလိုဖနှက်စီးပြီးဖျားပေါ်တက်တဲ့ကိစ္စဟာဗုဒ္ဓဘာသာဝင်တွေအတွက် လုံးဝလက်ခံနိုင်စရာမရှိသလိုဒါဟာတော်တော်ကိုယုံညံ့တဲ့လောက်ရပါပဲလို့လေဖခင်ရဲ့အပြည့်အစည်တွေကိုကိုယ်တိုင်ရှင်းလင်းဖယ်ရှားပေးခဲ့တဲ့အဖွဲ့တွေတဲ့ကနယ်မြေကန်ပရိုက်တာတူကနေရန်ကုန်ခေတ်တကိုအတိပေးသုံးသပ်ပြောဆိုထားပါတယ်လက်ရှိအချက်ဖတ်မင်းအွန်လိုင်းနဲ့ဆိုဝင်းတို့ခေါင်းဆောင်နဲ့စစ်တပ်ဟာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာကိုသူတို့စစ်တပ်ကပဲကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီးတွင်တွင်ပြောဆိုနေပြီမြေ လက်တွေမှာတော့သူတို့စစ်တပ်ကပဲအခုဆိုရင်ဗုဒ္ဓဘာသာဝင်တွေအထွတ်မြတ်ထားရဖျားဇေဒီပေါ်ကိုသူတို့ကိုယ်တိုင်ဖနက်စီးပြီးတက်တာတွေပါလှုပ်လာနေသလိုတစ်ဖက်မှာလည်းနိုင်ငံတော်မှာရှိတဲ့ဖျားဇေဒီတွေဘုံကြီးကြောင်းတွေပါဝင်ဘာသာရေးအဆောက်အုံတွေကိုသူတို့စစ်တပ်ကပဲဘုံကျဲတိုက်ခိုက်ဖျက်ဆီးနေုံနေမှာကတန်ဃာဒေါ်လီပါမချန်ဤမျိုးစုံနဲ့တပ်ဖြတ်နေကြတာဖြစ်တယ်လို့လေဒီတက္ကံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ မြန်မာနိုင်ငံမှာငလင်တန်းကြောင့်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီကတစ်ဖက်မှာတော့ရဲရဲခြေတာတွေဇက်တိုက်လုပ်နေတဲ့အပြင်တနိုင်ငံလုံးကသူတို့စစ်တဲ့ဌာနဆိုင်ရာယုံတွေနဲ့ရက်ွက်ကြေးရွာတွေမှာပါယန္တနာတုတ်ကို6ရက်တိတိ6ချိန်ရွတ်ဖက်ရမယ်ဆိုပြီးအရေးပေါ်ညွန်ကြလာပြန်တယ်လို့စစ်ကောင်စီလက်အောက်ခံမြို့နယ်ထွေအုပ်အဖွဲ့ဝင်တွေကိုတိုင်ရန်ကုန်ခေတ်တိကိုအတိပေးပြောဆိုလာပါတယ်ဒါကတော့ဧပြီလ10ရက်နေ့ကစပြီး ဧပြီလ16ရက်နေ့အထိနေ့စဉ်ည9နာရီအချိန်တိုင်းတနိုင်ငံလုံးမှာရှိတဲ့သူတို့စစ်ကောင်စီလက်အောက်ခံဝင်ကြီးဌာနရုံးတွေအပါအဝင်ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးရုံးတွေအပြင်ဓမာယုံဘုံကြီးကျောင်းတွေပါမကျန်ရန်နတ်တို့ကို9ရက်တိတိ9ချိန်ရွတ်ဖက်ရမယ်ဆိုပြီးစစ်ကောင်စီရဲ့ပြည်ထောင်ဝင်ကြီးဌာနကနေအရေးပေါ်ညွန်ကြားလာပြန်တာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအတွက်လောလောဆယ်ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်တန်ကနိုင်ရကအဖွဲ့ဝင်စီအာတို့တပါးကလည်းစစ်ကောင်စီရဲ့ထွေအုပ်တွေကညွန်ကြားလာလို့ အဲ့ဒီရဲနာတုတ်ကိုရွတ်နေရပြီလို့ပြောထားသလိုတပတ်ကမကွေးတိုင်းမင်းလာမြို့နယ်မှာလေစစ်ကောင်စီရဲ့မြို့နယ်ထွေအုပ်ကညှွန်ကြားလာပြန်တဲ့အတွက်ဧဘရာ၈ရက်နေ့ဖြစ်တဲ့မနေ့ကညကစပြီးမလွန်မြတ်တဲ့ပိတ်ဇေဒီအပါဝင်စစ်ကောင်စီရဲ့ဌာနဆိုင်ရာယုံတွေဓမ္မယုံတွေမှာပါအဲ့ဒီရဲနာတုတ်ကိုရွတ်နေရယုံနေမှာက ရန်ကုန်တိုင်းမှာလည်းအလားတူရုံတွေဓမ္မရုံတွေမှာဧပြီလ၈ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ညွန်ကြားချက်အရာအဲ့ဒီရန်နာတုတ်ကိုရွတ်နေရပြန်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတရင်ရင်မြစ်ကလည်းပြောထားပါသေးတယ်။တစ်ဖက်မှာတော့လက်ရှိငလင်းတန်းကြောင့်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိတိယယောက်ကူညီမှုတွေမလုပ်နိုင်တဲ့အကြမ်းဖက်စစ်ကောင်စီဟာတစ်ဖက်မှာရဲတရခြေတာတွေကိုဇက်တိုက်လုပ်နေပြီးဧပြီလ၄ရက်နေ့ကလည်း ငလင်တန်းကြောင့်ပြည်သူတွေဟာတိုက်ပြိုးတိုက်ပြက်တွေကြမှာတရေရှင်ရဲ့အကူအညီတွေလိုအပ်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီရဲ့မန္တလေးတိုင်းဝင်ကြီးချုပ်မျိုးအောင်အပါဝင်စစ်ဘိုလ်ချုပ်တစုကတော့အကြမ်းဖက်မင်းအောင်လိုင်ရဲ့ညွန်ကြချက်အရာဆိုပြီးကြောက်စဲမျိုးမဟာရွှေသိန်းတော်ဖယားမှာအတိတ်တန်အနေနဲ့ငါပြောသည့်တရရှိပြီးကိုပွဲထိုးရဲရဲချေတာတွေလှုပ်သွားခဲ့တဲ့အကြောင်းကိုလည်းကြောက်စဲမျိုးနဲ့တန်ခါနိုင်ကအဖွဲ့ဝင်တန်ခါတော်တချို့ကပြောထားပါသေးတယ်ခင်ဗျစကိုင်းတိုင်းအင်းတော်မြို့ဂျပန်လှိုင်ကူစကန်ကုန်းကနေထွက်ပြေးသွားတယ်။ တက်မ89တက်မမှုဘုံမှုချုပ်အောင်သက်ဦးကိုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကာကွယ်ဝင်ထဏာ MOD လောက်ကပြည်သူ့ကာကွယ်တပ်တွေကအရှင်ဖမ်းဆီးရရှိထားလို့သိရပါဗယ်ဧဘလ၈ရက်နေ့မှာအင်းတော်မျိုးဂျပန်လိုင်ကူစခန်းကုန်းကနေထွက်ပြေးသွားတဲ့တက်မ89တက်မမှုဘုံမှုချုပ်အောင်သက်ဦးကိုလန်ခိတနေရာမှာပြည်သူ့ကာကွယ်တပ်တွေကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခဲ့တာဖြစ်ပြီးလက်တလုံးမှာတော့အခြေအနေအသေးစိတ်ကိုထုတ်ဖော်ပြောဆိုလို့မရသေးဘူးလို့ တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ္တမီဒီယာကို ရှင်းပြပါရယ်ဗိုလ်မှူးချုပ်အောင်သက်ဦးဟာစစ်တပ်ကတူအပတ်စဉ်၄၀နှစ်ကြောင်းစင်းဖြစ်ပြီးတပ်မ89တပ်မမှုဖြစ်ခင်ကကော်တောင်းတက်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်ဗိုလ်မှူးကြီးရာဦးနဲ့တာဝန်ထမ်းဆောင်ခဲ့သူတူလည်းဖြစ်ပါရယ်ဧပြီလ9ရက်နေ့ညပိုင်းအချိန်က စကိုင်းတိုင်းအင်းတော်မြို့နယ်ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ဂျပန်လိုင်ကူစခန်းကအမှတ်89တက်မှမှု ဘုံမူးချုပ်အောင်သက်ဦးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားခဲ့တာကြောင့်အင်းတော်မြို့နယ်တစ်ခုလုံးကိုအပြစ်သက်သိမ်းပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီအင်းတော်မြို့သိမ်းတိုက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ဝင်တင်တာအမှတ်၁စစ်ဒေသရဲ့အစီအစဉ်နဲ့တိုက်ခိုက်တာဖြစ်ပြီးရှစ်လကျော်အကြာဆင်နဲခွဲပြီးရဲ့နောက်မှာအပြည့်သက်သိမ်းပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ဟာဝေဇာ၂လက်၁၂၀မမ၂လက်အပါအဝင် လက်လက်ကြီးလက်လက်ငယ်နဲ့ခရမ်းမိကြောင်အမြောင်များကိုသိမ့်ပိုက်ရရှိခဲ့လို့လည်းအန်ယူဂျီကတရားဝင်သတင်းထုတ်ပြန်ထားပါရရှင်။ပကုန်းနဲ့ရဲကုန်းမှာစန္ဒပြပြည်သူတွေကိုသင်ရဲတဲ့ကောင်ထွက်ခဲလို့ကြွေးကြော်ပြီးပကုန်းမြို့မှာပါပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုရဲ့လင်းနေပြည့်တဲ့နေမှာပဲအဲ့ဒီလိုစန္ဒပြပြည်သူတွေကိုဥဆောင်နှိမ်နှင်းခဲ့တဲ့ အကြံဖတ်စစ်ကောင်စီတပ်ကတက်မခွန်ခွန်တက်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့စစ်သားအယောက်150ကျော်ကိုတော်လှန်ရေးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးအဲ့ဒီတက်မခွန်ခွန်တက်လုံးကိုလည်းတော်လှန်ရေးပူးပေါင်းတပ်တွေကချိန်မုန်းနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်အစိုးရ NG ကာကွယ်ရေးဝန်ကြီးဌာနကနေထုတ်ပြန်ထားပါတယ်ဧပြီလ9ရက်နေ့ကပဲအင်းတော်မျိုးကြီးကိုတော်လှန်ရေးပူးပေါင်းတပ်တွေကအပိဓာတ်တင်ပိုက်ခဲ့တဲ့အချိန် အဲ့ဒီအကြံဖက်စကောင်စီတက်ရတမခွန်ခွန်ရှေ့တန်းဌာနချုပ်နောက်ဆုံးခန့်တက်စကန်ဖြစ်တဲ့ဂျပန်လှိုင်းကူတက်စကန်ကနေတမခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်သက်ဦးနဲ့တူစကောင်စီတက်ဖွဲ့ဝင်အယောက်150ကျော်ဟာထွက်ပြေးသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ဒေါ်လာယေးပူပေါင်းတက်တွေကအနောက်ကနေလိုက်လံဖမ်းဆီးရမှာတော့ဧပြီလ10ရက်နေ့ညပိုင်းမှာပဲအဲ့ဒီတမခွန်ခွန်တက်မမှုဘုံမှုချုပ်အောင်သက်ဦးနဲ့တူစကောင်စီတက်ဖွဲ့ဝင်အယောက်150ကျော်ကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံအစိုးရ MG ကာကွယ်ရေးဝန်ကြီးဌာနကနေတရားဝင်ထုတ်ပြန်ထားပါတယ် အဲ့ဒီတက်မခွန်ခွန်ဆိုတာဟာအချက်ဖက်စကောင်းစီတက်ကအနာသိမ့်တဲ့အချိန်ဘကုန်းနဲ့ရန်ကုန်မှာရှိတဲ့လက်မတွေပေါ်မှာတေးရတဲ့ကောင်ထွက်ခဲ့လို့ကြွေးကြော်ရင်လက်နက်မဲ့ဆန္ဒပြလူငယ်တွေနဲ့ပြည်သူတွေကိုရန်ကတက်ဖြတ်ခဲ့တဲ့အပြင်ဘကိုးလိုမြို့ကြီးမှာ2021ခုနှစ်ဧပြီလ9ရက်နေ့ကပဲဆန္ဒပြပြည်သူအယောက်80ထက်မနည်းကိုတက်ဖြတ်ခဲ့တယ်။အဲ့ဒီတက်မခွန်ခွန်ရဲ့ဥဆောင်သူဗိုလ်မှူးချုပ်အောင်သက်ဦးနဲ့တက်ဖွဲ့ဝင်တွေဟာလေးနှစ်အကြာမှာပဲသူတို့ချင်းချောက်ပြစ်ခတ်ခဲ့တဲ့တော်လိုင်းကြီးလူငယ်တွေရဲ့လက်ထဲမှာတည်း ဒူးထောက်အညံ့ခံဖန်းစည်းခံလိုက်ရတာကိုလည်းတွေ့ရပါတယ်။လက်ရှိပဲခိုးဒေသခံတွေကတော့အဲ့ဒီတမန်ခွန်ခွန်တမန်မှုနဲ့စစ်ကောင်စီတပ်သားတွေကို UNG စစ်ခုံရုံနဲ့တရားစီရင်အပြစ်ပေးတာတွေလည်းမြင်ကျင်ကြပြီးစစ်တပ်လက်ချက်နဲ့ကြာဆုံးခဲ့ရတဲ့ပြည်သူတွေရဲ့ဝိညာဉ်တွေကိုစိတ်ကြေနပ်အောင်လှုပ်ပေးတင်တယ်လို့လည်းပြောဆိုနေကြပါတယ်ခင်ဗျာ။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်တိုက်ဖြတ်ရေးမှာ ຫນွေອູ້တော်လန်ရေးအင်အားစုတွေနဲ့အတူအစပြုတ်ခဲ့တဲ့2029စစ်စင်ရေးကိုတော်လန်ရေးအောင်ဘွဲရောက်တဲ့အထိစီလုံးညီညွတ်သွားမယ်ဆိုတဲ့အကြောင်းကိုဂတိပြုတ်တယ်လို့မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါကြတော့ဒီကနေ့ဧပြီလ10ရက်နေ့မှာကြောက်ရောက်တဲ့အရခတတော် AA ရဲ့16နှစ်မြောက်တက်တီထောင်နေ့နှစ်ပတ်လည်အခမ်းအနားကိုပေးပို့တဲ့တဝင်လာတဲ့မှာမြောက်ပိုင်းညီတော်မဟာမိတ်အဖွဲ့ဝင်ကိုကန်တက် MNDAA နဲ့တအန်းတက် TNLA တို့ကဂတိပြုတ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီတဝင်းလွာတဲ့မှာတော့မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့အစပြုခဲ့တဲ့2019ဆစ်စင်ကြီးဟာအနေနဲ့ရဲရဲမှရှိတဲ့ဆန္ဒရှင်တိုက်ဖြတ်ရေးမဟာမိတ်တပ်တွေနဲ့ຫນွေဦးတော်လန်ရေးအင်အားစုတွေအပါအဝင်တော်လန်ပြည်သူတွေအားလုံးရဲ့ထောက်ခံမှုနဲ့အတူစစ်စင်ရေးကြီးအစပြုလာခဲ့တာဖြစ်ပါတယ်လို့ညီတော်သုံးဘွဲ့ရဲ့တဝင်းလွာတဲ့မှာဖော်ပြထားပါတယ်။ဒါပြင်လက်ရှိမှာမြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့ဟာအခက်အခဲဖိအားပေါင်းစုံရှိနေပြီမြဲ။ဒါတွေကိုနီလမျိုးစုံသုံးပြီးအတူတကွကြော်ဖြတ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရဲ့ဆရာနာရှင်တက်ဖြည့်ရေးမှာຫນွေဥတော်လန်ရေးအင်အားစုတွေနဲ့အတူအစပြုခဲ့တယ်2020ခုစစ်စင်ရေးကိုလည်းတော်လန်ရေးအောင်ပွဲရောက်တဲ့အထိစီးလုံးညီညွတ်သွားမယ်လို့အရကတတော် AA ရဲ့16နှစ်မြောက်တက်တီထောင်နှစ်နှစ်ပတ်လည်အခမ်းအနားအတွက်ပေးပို့တဲ့တဝန်လာတဲ့မှာမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကအလေးနဲ့ဂတိပြုတဲ့အကြောင်းကိုတရားဝင်ထုတ်ပြန်ကြေညာပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာနေပြီးတော့မှငလင်တန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးတွေအပါအဝင်အဆောက်အုံတွေကိုပြန်လည်တိဆောက်ခွင့်အတွက် အကြံဖတ် main online ရဲ့တာအောင်ပြည့်စုံပိုင်နဲ့စောက်လုပ်ရေးကံမီကသာလုတ်ပိုင်권ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိသကိုင်းငလင်ကြီးလှုပ်ခတ်သွားမှုအတွင်းနေပြည်တော်မန္တလေးသကိုင်းပဲခူးတိုင်းအပါအဝင်မြန်မာနိုင်ငံအလဲပိုင်းငယ်ရှမ်းပြည်တောင်ပိုင်းတို့မှာအပြည့်စည်တွေတော်တော်ကိုများပြားထားပြီး အဲ့ဒီဒေသတွေမှာရှိတဲ့စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံးတွေဝန်ထမ်းအင်အားတွေနဲ့လန်ဒါတွေလည်းအမြောက်အများပျက်စီးထားတယ်ဆိုပါလေငလိနန်းကြောင့်ပြိုကျခဲ့တဲ့ဝင်ကြီးဌာနရုံးတွေအပါဝင်အဆောက်အုံတွေကိုပြန်လည်တိစောက်ခွင့်အတွက်စောက်လို့ရေးကမ်ပဏီတွေကိုစစ်ကောင်စီကခွဲတန်းချပေးမယ်ဆိုပြီးပြောထားပေမဲ့အဓိကဝင်ကြီးဌာနရုံးတွေနဲ့နေပြည်တော်ကစောက်အုံတွေအားလုံးရဲ့တိစောက်ခွင့်ကိုတော့အကြံဖတ်မင်းအွန်လိုင်းရဲ့တာအောင်ပြေဆုံးပိုင်တဲ့စောက်လို့ရေးကမ်ပဏီကသာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။ ်လက်ရှိငလင်တန်းကြောင့်ပြိုကျပျက်စီးမှုတွေထဲမှာလူနေတိုက်တာဖရဲစည်ဒီဘုံကြီးကျောင်းနဲ့တိလရှင်ကျောင်းတွေစာသင်ကျောင်းတွေနဲ့ဌာနဆိုင်ရာရုံးတွေစုစုပေါင်းရေအတွက်2000ကျော်ဟာပျက်စီးထားတယ်လို့စစ်ကောင်စီကထုတ်ပြန် ထားတဲ့အပြင်ရန်ကုန်နေပြည်တော်မန္တလေးကာလန်ရထားလန်းနဲ့အမြန်လမ်းမကြီးတစ်လျှောက်အပိုင်း148ခုပါထိခိုက်ပျက်စီးထားတယ်လို့လည်းထုတ်ပြန်ထားသလိုအဲ့လိုပျက်စီးမှုတွေတဲကမှာ အဓိကဝန်ကြီးဌာနရုံးတွေနဲ့နေပြည်တော်ကအဆောက်အုံလန်ဒါတီဆောက်ခွင့်တွေကိုတော့အကြံဖတ်မင်းအွန်လိုင်းရဲ့သားပိုင်နဲ့ဆောက်လုပ်ရေးကုမ္ပဏီကသာလုတ်ပိုင်ခွင့်ရရှိမှာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျမကွေးတိုင်းမှာအကြံဖတ်စစ်ကောင်စီဘက်ကစစ်ရရှိကြီးတဦးရဲ့သားဖြစ်တဲ့သူကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးမိတဲ့နေရီကနဲ့ရွာတိကလေးခြေရွာအုပ်ချုပ်ရေးမှုနှစ်ဦးထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့လက်ရှိမှာငလင်တန်းကြောင့်ပြည်သူတွေအတိတ်ဒုက္ခရောက်နေလေအချက်ဖက်စကောင်းစီတက်ကတော့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်ဆက်နှစ်အတွက်ဆိုပြီးလူငယ်တွေကိုစစ်သားတဲ့အဖြစ်နှီးပေါင်းစုံနဲ့စုဆောင်းနေရမှာမကွေးတိုင်းကနဲ့ရီကန်ကျေးရွာအုပ်ချုပ်ရေးမှုဝင်းစော်နဲ့ရွာတက်ကလေးကျေးရွာအုပ်ချုပ်ရေးမှုဟန်မောင်ဆိုတဲ့သူတို့နှစ်ဦးဟာလေအာဂျိုးမန်တနဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်ပြီး စစ်ကောင်စီရဲ့အမှတ်301ချင်းမြန်တရင်တဲ့ကိုပို့နေကြတယ်ဆိုပါလေအဲ့ဒီအချိန်မှာပဲအုတ်ကြီးနှုတ်ဦးပေါ်တာဆွဲဖန်စီပြီးစစ်တပ်ထဲပို့လိုက်တဲ့လူငယ်တွေတဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်အရာရှိကြီးတဦးရဲ့တားပစ်သူလူငယ်တဦးလဲပာသွားတဲ့အတွက်လက်ရှိမှာတော့အဲ့ဒီနေရီကန်ခြေရွာအုတ်ချိုရည်မှုဝင်းစော်နဲ့ရွာတက်ကလေးခြေရွာအုတ်ချိုရည်မှုဟန်မောင်ဆိုသူတို့နှစ်ဦးဟာအေးအေးယူခံရမှာကိုစိုးရင်ကြောက်လန့်ပြီးသူတို့ရဲ့နေအိမ်တွေကနေထွာပြေးသွားကြပြီလို့ခြေရွာနေဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောထားကြပါတယ်ခင်ဗျာ ဥရောပလေကြောင်းစီးပွားရေးလုပ်ငန်းကြီး Airbus ရဲ့မိဖက်ဖြစ်တဲ့တရုတ်လေကြောင်းစက်မှု Corporation AVIC ကမြန်မာစစ်တပ်ကိုစစ်လေရင်လက်နက်နဲ့ဤပညာထောက်ပံ့ပေးနိုင်မှုပေါ်ကိုဖိအားပေးအရေးယူတာမျိုးတစုံတရာမရှိတာကြောင့်အရက်ဘက်အဖွဲ့အစည်းတစ်ခုက Airbus ကိုအရေးယူပေးဖို့အတွက် OECD ကို တိုင်ကြားလိုက်ပါတယ်။အဲ့ဒီတိုင်ကြားစာကို စီဝါရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖွဲ့ OECD ရဲ့ Netherlands နိုင်ငံ Amsterdam မြို့နိုင်ငံအဆင့်တိုင်ကြားချက်ဌာနကိုတရားဝင်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုင်ကြားချက်ဟာ Airbus အနေနဲ့ တရုတ်နိုင်ငံကနေတဆင့်စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုတွေနဲ့ပတ်သက်ဆွတ်နေနေတယ်ဆိုတော့ Justice for Myanmar နဲ့ Info Burmese အဖွဲ့တို့ရဲ့2024ခုနှစ်စတင်ပါလအစီရင်ခံစာထွက်ရှိပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာတာလည်းဖြစ်ပါတယ်။တိုင်ကြားချက်အတွင်မှာ Airbus Company ရဲ့ AVIC နဲ့စီးပွားရေးဆက်နွယ်ပတ်သက်မှုကို ဖော်ပြပါရှိသလို Airbus ရဲ့မိဖက်တရုတ်နိုင်ငံပိုင်းလေကြောင်းလက်နက်ကုမ္ပဏီ AVIC ဟာလေရင် လက်နဲ့ဆက်ဆက်ပစ္စည်းတွေနဲ့ဤပညာအကူအညီတွေကိုမြန်မာစစ်တပ်ထံကို ထောက်ပံ့ပေးရနေတာကြောင့်ရက်တံမှုအတွေ့ APS အနေနဲ့တရုတ် AVIC ကိုဖိအားပေးလှုံ့ဆော်သင့်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်မြန်မာနိုင်ငံမှာလူသေးဆုံးမှုနဲ့အပျက်စီးများပြားခဲ့တဲ့သကိုင်းငလင်ကြီးလှုပ်ခတ်မှုအပြီး15ရက်အကြာမှာငလင်တန်းကြောင့်အတိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီမှုတွေမပေးနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းဟာ သူမိသားစုဝင်အားလုံးနဲ့အတူတောင်ကြီးမြို့ကရွှေဖုံးပွင့်ဇေဒီမှာရေတရာသွားချပြီးထီတော်တင်နေပြန်တယ်လို့ရန်ကုန်ခေတ္တရဲ့သတင်းရင်းမြစ်ကပြောပါတယ်။တစ်ဖက်မှာတော့ပြည်သူတွေဟာငလင်တန်ကြောင့်ပျက်စီးသွားတဲ့အိုးအိမ်တိုက်တာတွေအခုချိန်ထိပျို့ချလူဆဲဆဲအဆောက်အဦတွေကိုရှင်းလင်းမှုမလုပ်နိုင်သေးတာတွေအပြင်တချို့နေရာတွေမှာဆိုအခုချိန်ထိတိုက်ပျို့တိုက်ပြက်ကြတိတ်ဆုံးသွားတဲ့သူတွေရဲ့ရုပ်လောင်းတွေကိုမထုတ်နိုင်သေးတာတွေဟာသူတို့စစ်တပ်လက်အောက်ခံနေပြီးတော့ဝန်ထမ်းအင်အားတွေမှာပါဒုနဲ့ဒေးကိုရှိနေတဲ့အချိန်အကြမ်းဖက်မဲအွန်လိုင်းကတော့ ပုံစံမျိုးစုံနဲ့ရေရရခြေထားတွေသာလုံနေရမှာဧပြီလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲမင်းအွန်လိုင်းဟာသူ့မိမကျူကျူလအပါဝင်သူ့ရဲ့သားအောင်ပြေဆုံးတမိဖြစ်သူခင်သီရိတက်မွန်တို့နဲ့မိသားစုတွေကိုပါခေါ်သွားပြီးတောင်ကြီးမြို့ကရွှေဖုံးပွင့်ဇေဒီမှာရေရရခြေထီတော်တင်တာတွေတွားလုံနေပြန်တယ်ဆိုပါတယ်အဲ့ဒီတောင်ကြီးမြို့ရွှေဖုံးပွင့်ဇေဒီထီတော်တင်ရေရရခြေတဲ့အချိန် ကမ်ဘောဇာဘန်လုံငန်းစုရဲ့ဥက္ကဋ္ဌအောင်ကိုဝင်းဆိုသူပါပါဝင်ခဲ့တယ်လို့လဲစစ်ကောင်စီကိုတိုင်ကဓာတ်ပုံတွင်တဲ့တကွာတရင်ထုတ်ပြန်ထားပါသေးတယ်တစ်ဖက်မှာလည်းအကြက်ဖက်မင်းအွန်လိုင်းဟာတူလာအောက်ခံတာတာရေးဝင်ကြီးနဲ့ဗိုလ်ချုပ်တစုကိုကြောက်စဲရွှေတိန်တော်ဇေဒီမှာငှက်ပြောသည့်တရားရှိဖိနဲ့ရဲရဲချေတာတွေလှုပ်ခိုင်းခဲ့တဲ့အပြင်တစ်ဖက်မှာလည်းတူလာအောက်ခံဝင်ကြီးဌာနရုံတွေတရင်တပ်ဖွဲ့တွေအပါအဝင်မြို့နယ်ရက်ွက်တွေမှာပါဧပြီလ၈ရက်နေ့ကနေ၁၆ရက်နေ့အထိရေရနာတုတ်ကိုည9နာရီတိုင်း၉ရက်၉ချိန်ရွတ်ရမယ်ဆိုပြီးတော့လဲညွှန်ကြားထားပါသေးတယ်ခင်ဗျ။ အကျန်းဖတ်စစ်ကောင်စီလက်အောက်ခံလေတပ်တွေအနေနဲ့တကြံနှစ်တေကူပရက်ကာလအနာမရပဲလေကြောင်းစစ်စင်ရေတွေဇက်တိုက်ရှိနေမှာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့တကြံကာလလေကြောင်းအနေနဲ့သတိပြုကြဖို့လိုအပ်ပါလိမ့်မယ်လို့နေပြည်တော်စစ်တပ်တရင်အရင်မြစ်ကရင်ကုန်ခေတ်တကိုအတိပေးပြောဆိုထားပါတယ်လက်ရှိဧပြီလ23ရက်နေ့ကစပြီးဧပြီလ27ရက်နေ့အထိတကြံကာလနှစ်တေကူရုံပရက်6ရက်အတွက်စစ်ကောင်စီရဲ့ဝင်ကြီးဌာနရုံတွေအရက်ဘက်ဝန်ထမ်းတွေအတွက်နိုင်ရပေးထားပြီးမြစ်ဘက်ဝန်ထမ်းတွေနဲ့အထူးသဖြင့်စစ်ကောင်စီလက်အောက်ခံလေတပ်တွေမှာတော့ အနာမပေးပဲအလှဲ့ကျလေချောင်းစစ်စင်ရေးတာဝန်တွေကိုပိတ်အပ်ထားတယ်ဆိုပါတယ်။အဲ့ဒီအတွက်ဒေါ်လာရင်းနယ်မြေတွေမှာရှိတဲ့ပြည်သူတွေအနေနဲ့တကြံကာလမှာလေချောင်းအန်ရယ်ကိုတတိပြုဖို့လိုအပ်ပါလိမ့်မယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုအတိပေးပြောဆိုထားပြီးတစ်ဖက်မှာလည်းစစ်ဘက်ဆိုင်ရာအနေနဲ့နေပြည်တော်ကယာယီစစ်ရုံးတွေမှာအရာရှိအကြီးပိုင်းတွေနဲ့စစ်ဘက်ဝန်ထမ်းတွေကိုပါတကြံကာလမှာရုံးတက်ဖို့ကိုစစ်ကောင်စီကညွှန်ကြားထားပြီးဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ။